အာဆီယံအနေနဲ့မြန်မာစစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုဖြစ်ပျက်သွားတာညင်းပယ်ရန်မလေးရှားနဲ့ထိုင်းနိုင်ငံရဲ့ဝန်ကြီးဟောင်းတို့နဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီ SCCM ကကြီးညာချက်ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။အဲ့ဒီကြီးညာချက်ကိုမလေးရှားနိုင်ငံရဲ့ဝန်ကြီးဟောင်းဒါတိုဆရီစိုက်ဖူတင်အဗ်ဒူလာထိုင်းနိုင်ငံရဲ့ဝန်ကြီးဟောင်းခွန်ကာဆက်ဖီရွန်ယာနဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီ SCCM အဖွဲ့ဝင်၃ဦးကထုတ်ပြန်လိုက်တာဖြစ်ပြီးယခုအော်တိုဘာလာအတွင်း မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာပြုလုပ်မဲ့58ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာဆေးဥစုရဲ့အတူရောင်ရွေးကောက်ပွဲကိုပြက်ပြက်သားသားညှင်းပယ်ရန်မြန်မာနိုင်ငံအပေါ်မဟာဗျူဟာများပြန်လည်သုံးသပ်သတ်မှတ်ရန်တောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်။အော်တိုဘာလာကိုရီးယားကမလေးရှားနိုင်ငံသားရဲ့ဝန်ကြီးမိုဟာမက်ဟာဆန်ရဲ့နေပြည်တော်ခီးစံမှာမြန်မာနိုင်ငံမှာကျင်းပမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်၍လွတ်လပ်တရားမျှတမှုပွင့်လင်းမြင်သာမှုနဲ့ယုံကြည်စိတ်ချတဲ့လုပ်ငန်းစဉ်များအတွက် အနိုင်ဆုံးစံတော်များကိုချမှတ်ခဲ့ပြီးနိုင်ငံတော်ကျင်းပတင်ကြောင်းနိုင်ငံရေးပါတီများအားလုံးပါဝင်ဆောင်ရွက်တင်ကြောင်းစေအုပ်စုကိုတိုက်တွန်းခဲ့ပါတယ်။မလေးရှားနိုင်ငံခြားရေးဝန်ကြီးထုတ်ဖော်ပြောဆိုခဲ့တဲ့စံသတ်မှတ်ချက်များနဲ့စေအုပ်စုကဒီဇင်ဘာလ28ရက်နေ့မှာစတင်ရန်စီစဉ်ထားတဲ့ရွေးကောက်ပွဲကမကန့်ညီတာကြောင့်အာဆီယံကစေအုပ်စုရဲ့ရွေးကောက်ပွဲကိုဖြစ်ပျက်သွားတာပယ်ချမှာဖြစ်ကြောင်းအကယ်၍အာဆီယံကဆေးဥစုရဲ့ရွေးကောက်ပွဲကိုမပယ်ချလျင်မြန်မာပြည်သူများပေါ်တစ္ဆာဖောက်လိုက်ခြင်းဖြစ်ပြီး ဒေသတွင်းမှာရက်ဆက်ကြမ်းကြုတ်တဲ့ဆက်အာဏာရှင်ကိုဆုတ်ချခြင်းဖြစ်လိမ့်မယ်လို့သတိပေးထားပါတယ်။ဆေးဥစုဘက်ကမလေးရှားနိုင်ငံသားရဲ့ဝန်ကြီးရဲ့ခီးစဉ်ကိုလိန်လဲဝါရဖျက်ခဲ့ပြီးအာဆီယံကမြန်မာနိုင်ငံသို့ရွေးကောက်ပွဲစောင့်ကြည့်ရေးဖွဲ့များစီလို့မယ်လို့ကတိပြုခဲ့ကြောင်းဝါရဖျက်ပြောင်းပြောင်းတင်းတင်းလိန်လဲခြင်းမှာတရားဝင်မှုရရှိရေးဂျိုးပန်းမှုတည်းရဲ့ဖြစ်ကြောင်းထောက်ပြထားပါတယ်။မြန်မာဆေးဥစုကအာဆီယံဘုသဘောတူညီချက်၅ချက်ကိုအကောင့်ထဲဖော်ရန်ပြုတ်ကွက်ခဲ့မှုမှာအာဆီယံရဲ့ကြာရှုံးမှုဖြစ်ဝင်ခံရမှာဖြစ်ပြီး ဒေသတွင်းနိုင်ငံများအကြားနိုင်ငံဖြစ်ကျော်ရာသွေးမှုများတိုးပွားလာစေခြင်းအဖွဲ့ဝင်နိုင်ငံများအကြားအနာဂတ်စစ်အာဏာသိမ်းမှုဖြစ်လာစေရန်ခွင့်ပြုစေတဲ့ကဲ့သို့ဖြစ်ခြင်းပြည်သူထောင်နေချီတက်ဖြတ်ခြင်းကိုလည်လျူရှုခြင်းနဲ့အာဆီယံအနေနဲ့မိမိဖွဲ့တွင်ရေးကြီးတဲ့ဆုံးဖြတ်ချက်များကိုဥဆောင်ထိန်းချုပ်ရန်အင်အားနဲ့ဩဇာမရှိတော့ခြင်းများဖြစ်ပေါ်စေတယ်လို့ထောက်ပြထားပါတယ်။အာနာသိစစ်အုပ်စုရဲ့ဂျမ်းဖတ်မှုများအမြင့်ဆုံးဆင့်သို့ရောက်လာတဲ့အချိန်မှာအတူအောင်ရွေးကောက်ပွဲမှလည်းနီးကပ်လာတာကြောင့် အာဆီယံအဖွဲ့အစည်းနဲ့လုံဆောင်နိုင်တဲ့နောက်ဆုံးအခွင့်အရေးတစ်ခုပဲကျန်ရှိတော့ကြောင်းပထမဦးစွာအာဆီယံကစစ်တပ်ရဲ့အတူအောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်းပြပြသားသားရှင်းရှင်းလင်းလင်းပြောကြားသင့်ပြီး၎င်းတွင်ပါဝင်ပတ်သက်ခြင်းမရှိရနဲ့ရွေးကောက်ပွဲရလဒ်ကိုပယ်ချရမှာဖြစ်ကြောင်းစစ်မှန်ပြီးအားလုံးပါဝင်နိုင်တဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ကိုရရှိရန်နိုင်ငံရေးအကျဉ်းသားများအားလုံးလှုပ်ပေးရန်တရားဝင်နိုင်ငံရေးပါတီအားလုံးပါဝင်ရန် တိုက်ပွဲများရပ်ဆိုင်ရန် နိုင်ငံတကာစောင့်ကြည့်လေးလာရေးဖွဲ့များလာရောက်နိုင်မှသာလျှင်စစ်မှန်ပြီးယုံကြည်စိတ်ချရတဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့ရွေးကောက်ပွဲတွေကိုမြန်မာနိုင်ငံမှာကျင်းပရန်ဖြစ်ကြောင်းထောက်ပြထားပါတယ်။ထို့ပြင်အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုမြန်မာစစ်တပ်ကအကောင့်ထဲပေါ်ရန်နဲ့မြန်မာစစ်တပ်ကိုရှုံချမှုမှကင်းလွတ်ခွင့်မပေးရန်တင်းကြပ်ရမှာဖြစ်ကြောင်းစစ်တပ်ကိုယ်စားလှယ်များနဲ့စစ်တပ်ခေါင်းဆောင်တွေကိုအာဆီယံအစည်းအဝေးတိုင်းမှာပိတ်ပင်မှုများတိုးချဲ့ရန်လည်းတိုက်တွန်းထားပါတယ်။တတိယအနေနဲ့အာဆီယံက မြန်မာနိုင်ငံအပေါ်ရှင်းလင်းပြတ်သားတဲ့နောက်ဆုံးကိန်းဖြစ်တဲ့မဟာဗျူဟာတတိယကိုစတင်ရန်58ချိန်မြောက်ထိပ်သီးအစည်းအဝေးကိုအသုံးပြုရမှာဖြစ်ပြီးလက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားနဲ့အနာဂတ်အာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်တို့ကအာဆီယံအထူးသံတမန်ဦးမန်ဟာရှင်နဲ့အတူအာဆီယံရဲ့ရည်ရွယ်ဆောင်ရွက်မှုများပါဝင်တဲ့မူဝါဒများကိုချမှတ်ရမှာဖြစ်ကြောင်းတိုက်တွန်းထားပါတယ်အထူးသဖြင့်လေကြောင်းတိုက်ခိုက်မှုများရပ်တန့်ရန်နိုင်ငံရေးအကျဉ်းသားများအားလုံးကိုချက်ချင်းလိုပေးရေး အာဆီယံရဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့ကထောက်ခံအားပေးပြီးတနိုင်ငံလုံးအဖြစ်ခက်ရစေရေးကိုနိုင်ငံတကာမှစောင့်ကြည့်လေ့လာသူများမှစောင့်ကြည့်နေတဲ့တိုက်ခိုက်မှုအားလုံးကိုချက်ချင်းရပ်နိုင်စေရန်တဏမန်ရေးရာကြိုးပမ်းမှုများအရှိန်မြင့်ဆောင်ရွက်ရန်တို့ပါဝင်လာပဲဖြစ်ပါတယ်ခင်ဗျာဖေခုံမြို့နယ်ဘောရံရွာကိုစစ်တပ်နဲ့ပြည်တော်အဖွဲ့ကမီးရှို့ဖျက်ဆီးမှုကနေအိမ်များနှင်းဆက်မီးလောင်နေပြီးရွာလုံးကျွန်းဒီပါမီးလောင်ပြားကျသွားတဲ့တဲ့မှာ ရှမ်းပြည်နယ်နဲ့ကရင်နီပြည်နယ်အစပ်မှာရှိတဲ့ဖဲခုံမြို့နယ်ဘောရံရွာကိုအချမ်းဘက်စစ်တပ်နဲ့ပြည်ထောင်ဖက်ကမိရှုဖျက်ဆီးလိုက်တာကြောင့်နေအိမ်များနေရက်ဆက်မီးလောင်နေပြီးရွာလုံးကျွတ်နီးပါးမီးလောင်ပြကျခဲ့တယ်လို့ဒေသနေပြည်သူများကပြောဆိုထားပါတယ်။အော်တိုဘာလ23ရက်နေ့မော်လယ်ပိုင်းမှာစတင်ပြီးအချမ်းဘက်စစ်တပ်နဲ့ပြည်ထောင်ဖက်ကဖဲခုံမြို့နယ်ဘောရံရွာကိုဝင်ရောက်စီးနှင်ပြီးနေအိမ်များကိုမိရှုဖျက်ဆီးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲဒီလိုမိရှုဖျက်ဆီးလိုက်တာကြောင့် အော်တိုဘလ၁၄ရက်နေ့ထိနေအများမီးလောင်တွေကရွာလုံးကျွတ်နီပါမီးလောင်ပြားကျခဲ့တာဖြစ်တယ်လို့သိရပါတယ်။အချမ်းမစစ်တပ်ကမီးရှို့ဖျက်ဆီးခြင်းကြောင့်နေအိမ်များမီးလောင်ဖျက်ဆီးထားပြီးအရေးအတွက်ကိုအတိမပြုတ်နိုင်သေးကလက်ရှိချိန်ထိဂျေးဝန်နေပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်းသိရပါတယ်။ရခွေးနယ်ပြည်တော်အဖွဲ့တွေကတွေ့သည်များအိမ်တွေကိုအကုန်လိုက်ရှို့လို့နေအိမ်တွေမီးကိုပြီးလောင်ကုန်တာကျွန်တော်တို့မနက်ပိုင်းကအဝေးကလမ်းမြင်နေရတာတော့မီးကမငြိမ်းသေးဘူးပြည်သူတွေလည်းတိမ်းရှောင်နေရတော့မယ်။ ဖြစ်စည်းဆုံးရှုံးသွားတဲ့အင်အရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ဒေသနေပြည်သူတို့ကရှင်းပြထားပါတယ်။အလားတူဂျမ်ဘတ်စစ်တပ်နဲ့ပြည်တော်ခွဲကအော်တိုဘာလစီရင်ကြီးကလည်းဖေကောင်မျိုးနဲ့မြောက်စာလုံးရောင်ကိုမီးရှို့ဖြစ်စည်းခဲ့ပြီးနေအိမ်အများပြားမီးလောင်ပြာကျခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ရဝဲမျိုးနဲ့အာမတ၃ရက်နဲ့တည်းမှာလက်နက်ခဲယံပို့ဆောင်ရန်ထွက်လာတဲ့စစ်ကြောင်းကိုဂျားဖြတ်တိုက်ခိုက်မှုကစစ်တပ်က၅ဦးသေဆုံးသွားတဲ့တဲ့ရင်ကိုလည်းဖော်ပြပေးပါမယ်။တရင်သားရီတိုင်းတဝဲမျိုးနဲ့ ာမဒသောရဲနဲ့တိုင်မှလက်နက်ခရံပို့ဆောင်ရန်ထွက်လာတဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်စစ်တပ်က9ဦးသေဆုံးခဲ့တယ်လို့ဒုရကစစ်ကြောင်းမှတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။အော်တိုဘားလ13ရက်နေ့မနက်7:00နာရီခန့်ကတဝင်းမြို့နယ်မောင်မဲရှောင်းကြီးရွာတွင်မှရှိတဲ့အာမရ3ရက်နေ့တိုင်မှလက်နက်ခရံပို့ဆောင်ရန်ထွက်လာတဲ့အင်အားတရာပါစစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေမှာအကြမ်းဖက်စစ်တပ်က9ဦးသေဆုံးခဲ့ပြီး ။တဝယ်မျိုးသားလွတ်မြောက်ရေးတပ်တော် DNL ရဲ့ဒုက္ခရစစ်ကြောင်းမှာတော်လိုင်းရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။မောင်မဲရှောင်းကြီးရွာတွင်မှရှိတဲ့အမရတော်ရနေတဲ့အင်းကလက်နက်ခင်းရန်ပို့ဆောင်ဖို့ထွက်လာတဲ့အင်အားတရာပါစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်ခွင်းကားကောင်တည်ဆုံးတယ်လို့ဒုရကစစ်ကြောင်းမှတာဝန်ရှိသူတို့ကပြောဆိုထားတာဖြစ်ပါတယ်။ပြည်သူများအနေနဲ့တနင်္ဂနွေလုံးတိုင်းတာစီးရင်များအရှိန်ဟုံတိုးမြင့်စွာဆောင်ရွက်နေတဲ့အချိန်ဖြစ်တာကြောင့်စီးရင်ထုတ်သတိပြုသွားလာနေထိုင်ကြဖို့လည်းတိုက်တွန်းထားပါတယ်။ တနင်္သာရီတိုင်းအတွင်းအချမ်းဘတ်စစ်ကောင်စီတပ်ကအချိန်မီလေးချောင်းအုံပြုတိုက်ခိုက်မှုများရှိလာနိုင်တာကြောင့်ပြည်သူများအနေနဲ့လေချောင်းရံကာကွယ်ရေးနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုလိုက်နာကြည့်ကြံကြဖို့နဲ့ဒေါ်လာရေးစီအချိန်မြင့်လာတဲ့အမြောက်ပြည်သူ့ဘက်အမတ်တရားဘက်ရက်တီလိုတဲ့စစ်သားများရဲတပ်ဖွဲ့ဝင်များကိုပြည်သူရင်ဝင်ခုံလုံ၍အများအဆုံးပူးပေါင်းပါဝင်ပေးကြဖို့ဒုရကစစ်ကြောင်းကတိုက်တွန်းထားတာပဲဖြစ်ပါတယ်ခင်ဗျာဒီခါ ဆေးဥစုရဲ့အတူရောင်လေးညာရွေးကောက်ပွဲကိုအကူအညီပေးရင်မြန်မာပြည်သူများရဲ့ဒုက္ခကိုပိုမိုနဲ့ရှိုင်းစေမယ်လို့ကုလသမဂ္ဂအစည်းအဝေးမှာဥကျော်မထွန်းကနိုင်ငံတကာကိုသတိပေးလိုက်တဲ့တဲ့မှာအခြားဘက်ဆေးဥစုရဲ့အတူရောင်လေးညာရွေးကောက်ပွဲကိုအကူအညီပေးရင်မြန်မာပြည်သူများရဲ့ဒုက္ခကိုပိုမိုနဲ့ရှိုင်းစေမှာဖြစ်တယ်လို့ကုလသမဂ္ဂအစည်းအဝေးမှာတမ်းမကြီးဥကျော်မထွန်းကနိုင်ငံတကာကိုသတိပေးပြောဆိုလိုက်ပါတယ်။အောက်တိုဘာလ13ရက်နေ့က အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့မှာပြုလုပ်တဲ့အချိန်80မြောက်ကုလသမဂ္ဂထွေထွေညီလာခံစီးပွားရေးနဲ့ဗန်နိုင်းဆိုင်ရာကော်မတီဒုတိယကော်မတီအစည်းအဝေးမှာ၎င်းကထပ်ပါတိုင်းသတိပေးလိုက်ခြင်းလည်းဖြစ်ပါတယ်။ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမကြီးဦးကျော်မထွန်းကအကြမ်းဖက်စစ်တပ်ကတရားမဝင်စစ်အာဏာသိမ်းရန်ဂျိုးပန်းမှုနောက်ပိုင်းမှာမြန်မာနိုင်ငံကရခိုင်ကရရှိထားတဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအောင်မြင်မှုများမှာတိတိတသားနောက်ပြန်ဆုတ်ယုတ်သွားခဲ့ကြောင်းအကြမ်းဖက်စစ်အုပ်စုကတရားဥပဒေစိုးမိုးရေးကိုဖျက်ဆီးနေပြီးရာဇဝတ်သားများ ၎င်းတို့နဲ့ပူးပေါင်းနေတဲ့နယ်ခြားဆောင်တပ်ဖွဲ့များအတွက်ဒုံကျုံသောပုံခုံရံများဖန်တီးပေးနေတာကြောင့်နိုင်ငံဖြတ်ကျော်ရာသွေးမှုများမှာဆက်လက်ကျေပြန့်လာနေကြောင်းကုလသမဂ္ဂဖွဲ့ဝင်နိုင်ငံချို့ကအချမ်းဘက်စေအုပ်စုကစီစဉ်နေတဲ့အထူးရောင်းအိညာရွေးကောက်ပွဲကိုအကူအညီပေးနေမှုမှာပြည်သူလူထုရဲ့ဒုက္ခကိုပိုမိုနဲ့ရှမ်းစေပြီးအချမ်းဖတ်မှုနဲ့မတည်ငြိမ်မှုများကိုသာဖြစ်ပေါ်စေကာကျိုးပန်းရရှိထားတဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကိုအလုံးစုံနောက်ပြန်ဆုပ်အုပ်စေမှာဖြစ်တယ်လို့သတိပေးထားတာဖြစ်ပါတယ်။ဒါကြောင့်နိုင်ငံတကာအတိုင်းအဝန်းနေနဲ့ ဂျပန်စစ်အုပ်စုကစီစဉ်နေတဲ့အတူရောင်လိန်ညာရွေးကောက်ပွဲကို ပြတ်သားစွာပယ်ချဖို့တန်မကြီးကအလေးနက်တိုက်တွန်းထားပါတယ်။မြန်မာနိုင်ငံမှာအချမ်းဘက်စစ်အုပ်စုကရပ်သားပြည်သူတွေကိုနေရဲဆုံးခွာစေပြီးအခြေခံဝန်ဆောင်မှုလုပ်ငန်းတွေကိုပိတ်ပင်တားဆီးနေတာကြောင့်စီးရဲရင်းပုံမနဲ့လာကြောင်းပြည်ပကဖြစ်ပွားရာဒေသများမှာအချမ်းဘက်စစ်အုပ်စုကကြေးရွာများဝိမှုရေးလုပ်ငန်းများစိုက်ပျိုးရေးလုပ်ငန်းနဲ့လယ်ယာမြေတွေကိုဆက်တိုက်မိရှို့ဖျက်ဆီးနေတာကြောင့်ငတ်မော့ခေါင်းပေါင်းမှုနဲ့စားနပ်ရိက္ခာမလုံခြုံမှုမှာဆက်လက်မြင့်တက်နေကြောင်း စာသင်ကျောင်းများအပေါ်လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကလေးတကယ်များဟာဘုန်းခိုခြင်းများသို့မဟုတ်ယာယီခေါလုံးများစခန်းများမှာပုံအောင်ပညာသင်ကြားနေရပြီးပညာသင်ကြားမှုနှုန်းမှာဆက်လက်ကျဆင်းနေကြောင်းနဲ့အခြေခံခွင့်ရင်းများနဲ့ညီလှုပ်ဆောင်နေတဲ့အမျိုးသမီးများအပေါ်ရုပ်ပိုင်းဆိုင်ရာနဲ့ digital နယ်ပယ်တစ်ခုလုံးမှာပဋိပက္ခအတွင်းလိန်ပိုင်းဆိုင်ရာအကြံဖတ်မှုနဲ့ဂျာမအခြေပြုအကြံဖတ်မှုများကိုအကြံဖတ်ဆေးအုပ်စုကဆက်လက်ကျူးလွန်နေတာကြောင့်ဂျာမမညီမျှမှုမှာပိုမိုကြီးထွားလာနေကြောင်းလည်းတမ်းမှတ်ကြီးကထောက်ပြပြောဆိုထားပါတယ်။ ဒါပြင်ချမ်ပက်စစ်အုပ်စုရဲ့တရားမဝင်အာရမစစ်သားဆူသောမှုကြောင့်လူငယ်များမှာပုန်းရှောင်ထွက်ပြေးနေရပြီးပြည်တွင်းလုံသားအင်အားနဲ့စီးပွားရေးအခွင့်အလမ်းများမှာဆက်လက်ရောပါလာကြောင်းမြန်မာနိုင်ငံနဲ့ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ကြီးမားလာမှုကဒေသတစ်ခုလုံးရဲ့ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကိုဆွဲချသွားမှာဖြစ်ပြီးအချမ်ပက်စစ်အုပ်စုရဲ့အထူးရောက်ရွေးကောက်ပွဲမှာဖြစ်ပေါ်လာမဲ့အကြမ်းဖက်မှုနဲ့မတည်ငြိမ်မှုတွေကဒေသတစ်ခုလုံးရဲ့ငြိမ်းချမ်းရေးနဲ့ဒီငြိမ်ရေးကိုချိန်ချောက်လာမှာဖြစ်ကြောင်းတမ်မကြီးကပြောဆိုထားတာဖြစ်ပါတယ်။ဒါကြောင့်နိုင်ငံတကာတိုင်ဝန်အနေနဲ့ အခြားဘက်စစ်အုပ်စုကစီစဉ်နေတဲ့အထုရောင်လင်းညာရွေးကောက်ပွဲကိုပြတ်သားစွာပယ်ချဖို့စစ်အာဏာရှင်အဆုံးသတ်ရင်းနဲ့ငြိမ်းချမ်းရေး၊တည်ငြိမ်ရေးစင်စစ်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရန်ဆုံးဖြတ်ထားတဲ့မြန်မာပြည်သူလူထုရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုထောက်ခံအားပေးသွားကြဖို့တာဝန်ကြီးကထပ်မံတိုက်တွန်းခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။